မြန်မာနဝချန်နယ်ကိုအစဉ်တစိုက်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမေယဇလန်းကောင်းလေးတို့ကိုနေ့စီပြီးချက်တိဆက်ပြီးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလန်းလေးကတော့စာရေးဆရာမဟင်ခတ်ဥဒ္ဓတိပါရေးသားထားတဲ့မျက်စက်ထုံးနဲ့ညဆက်လွယ်ဆရာကြိုက်ဇလန်းလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။မျက်စက်ထုံးကညတကောက်ရဲ့အမောင်ကိုတော့ဂယုမဆိုင်တော့ပဲ။တာနန်းကိုရည်ပြုမဲ့ ညဆလွဲဆရာကျိုက်စီကိုခက်မြန်မြန်လေးလျှောက်လာခဲ့တယ်။ညငတ်တို့ရဲ့အမင်္ဂလာ အတန်စိုးကိုကြားတယ်။ဇီးကွက်တောက်တဲ့တွေရဲ့မြေတံကိုလည်းကြားတယ်။လာမညဆိုပေမဲ့လည်းရွာအပြင်မှာခွေးဥတန်တွေနဲ့ဖုံးလွှမ်းနေတယ်။မျက်စက်ထုံးရဲ့အရှိအနဲ့မွေးတကောက်ဖြတ်ပြသွားတယ်။နမိတ်အရာမသွားသိမှုဆိုပေမဲ့လည်းဖျားပြူတိုက်ကအဘရဲ့ပရပိုက်ကိုတိုက်เสียလက်သေးစီမထဲ့လို့။သွားနေရင်စဉ်းစားမိတယ်။ဒီတန်တဲ့အတွင်းနဲ့ရပရပိုက်က ဘလို့ပညာရက်တွေပါနေလို့များတိုက်ဆရာတွေမျက်စိကျနေရတာလေဆရာစောင့်မအောင်တိုင်းလိုက်အတွေ့များနေတဲ့အခိုက်အနောက်ကခေါ်တဲ့အကြောင်းခြေလမ်းတွေကိုရက်တက်ပြီးတစ်ဖက်ကိုလှည့်ကြည့်လိုက်တော့အပြေးတစ်ပိုင်းလာနေတဲ့ရဲကောင်ကိုမြင်ရပြီးစိတ်မသက်မသာဖြစ်သွားတယ်မျက်စံတော်လည်းမျက်နှာလွှဲပြီးတွားမြက်သွားနေတယ်မလိုက်ခဲနဲ့ရဲကောင်ငါနာမိတ်ဆိုးတွေမြင်နေရတယ်မင်းကိုတိုက်နှန်းကဓာတ်ခတ်လိုက်မယ်နော်ကျုပ်ကယူမဆိုင်ဘူးဆရာ ဘာကိုမှမသိပေမဲ့ကျုပ်ကြောင့်ဌာပနာပစ္စည်းတွေအဖောက်ခံရမှာမျိုးမလို့လားဘူးဒီကိစ္စကိုငါဖြေရှင်းနိုင်ပါတယ်မင်းနေခဲ့စမ်းပါကျုပ်နာထဲမှာကျုပ်ချစ်သူအလှရခေါ်တယ်နေကြားနေရတယ်ဆရာကျုပ်မနေခဲ့နိုင်ဘူးမျက်စက်ထုံးကသွားမြဲသွားတယ်ရဲကောင်ကလည်းလိုက်မြဲလိုက်တယ်မင်းကြောင့်နဲ့ခတ်ပါတယ်ကွာတိုက်ဆရာဆိုတာတိတ်ကိုညံ့များတာကွာမင်းတို့ကအခုတိုက်နှဲရှင်ဘွားမဟုတ်ဘူးလူဘွား အနောက်ရှက်မပေးစမ်းပါနဲ့ကျုပ်တို့မှာတာဝန်ရှိတယ်လေဆရာသေခြင်းသေးပါစေတာဝန်ကျင့်ရမယ်ဗျတန်တန်းကိုအသက်နဲ့လဲပြီးစောင့်ရှောက်ပါမယ်လို့အလားစီမှာကျုပ်နှုတ်ကတိဆိုထားဘူးတယ်ဂရိမဖြတ်နိုင်ဘူးမကြခင်မှာပဲအမောင်ရိတ်လွှမ်းပြီးလူကြီးတိတ်တဲ့ရွာထိတ်ကဖျားပြိုကုန်းကိုနှုတ်ဦးသားရောက်ချလာခဲ့တယ်မျက်ဆက်တော်ကအစ်ပေခက်ကြီးကြီးတပင်ကိုကြွယ်ပြီးအตาရက်နေတော့ရဲကောက်လည်းအနောက်ကနေကပ်ပြီးရက်နေတယ် အဖိုးရဲ့ဌာနအနီးမှာရှိတဲ့ဖျားပြက်ကြီးရဲ့ရှေ့မှာမိသားလေးတိုင်ကိုထွန်းညှိထားတာမြင်ရတယ်။လူတီရဲ့နီးနီးရှိတဲ့ဝါးတောင်တွေကိုအဖျားမှာမိစာနဲ့ရင်းနဲ့ထဲလို့ထွန်းထားတာကြောင့်အဲ့ဒီအလင်းနဲ့ဖျားပြက်ကြီးတစ်ချမ်းကိုကောင်းကောင်းမြင်နေရတယ်။မိသားလေးတိုင်ကိုချီပြူချီနွေနဲ့ပတ်ပြီးလေးတောင်ကြကြစီးချထားလိမ့်တယ်။အဲ့ဒီအတွင်းကမြတ်ဆိုလေဆရာကျိုင်းဆိုတဲ့လူတယောက်ရက်နေပြီးဂါတာမန္တန်တွေကိုလည်းရွတ်ဖက်နေတယ်။ သူ့ရဲ့အရှိမမြင်နေရတဲ့ကြောက်ဖြာကြီးပေါ်မှာတော့ပွဲတပွဲတင်ထားတာကိုတွေ့ရပြီ။ပွဲဘေးမှာအမဲသားအစိမ်းထမင်းဖြူတပွဲနဲ့သူ့တစ်ခွက်ကိုလည်းတင်ထားတယ်။ဆရာကျန်ကဖတ်ခင်းထားတဲ့ထမင်းဖြူပေါ်မှာခြေဖလာနဲ့ထည့်ထားတဲ့သွေးတွေကိုလောင်းချလိုက်တယ်။အဲ့ဒီထမင်းနဲ့အမဲသားအစိမ်းကိုနေပြီးပွဲရဲ့အရှိမတင်ထားတယ်။လက်တစ်ဖက်ကိုလည်းဗဇက်နာတစ်ပြီးဂါဒာမန်းနဲ့အဆက်မပြတ်ရွတ်ဖက်နေတယ်။အဲ့ဒီနောက်ပွဲအရှိအထမင်းတွေက က်ကနေပြက်ကနေပြောက်သွားလေတယ်။အဲ့ဒီအချင်းရကိုမျက်စံထုံးနဲ့ရဲကောင်တို့တေချာကြည့်နေကြတယ်။ခနာအကြမှာတော့ဆရာကျိုင်းက"ကဲငါသားရက်ခကြီးရဲ့စားစရာရှိတာစားပြီးအဖေကြီးကိစ္စကိုလည်းကိုညို့ကွယ်"ဆရာကျိုင်းကဘလူးတော်ခန်းစီနိုင်တဲ့အထိအစွမ်းထက်ကြောင့်သူတို့တိလိုက်ရတယ်။မျက်စလွယ်ဆရာကျိုင်းကတိုက်ကိုဖွင့်ငကွင်းပိတ်ဆိုတဲ့အပိတ်စမနဲ့စီရင်ထားတဲ့အင်းကိုတုံးပြီးတော့ ိုက်တကားကိုပြန်ပိတ်မယ်လို့မျက်စိတော့တွေးထားတယ်။ဘလူးရဲ့အန်နီရဲ့အတွက်ရက်ခမောအောင်မိပြီဆိုပေမဲ့လည်းမော်ပညာတွေကိုမတုံးလို့တော့တဲ့အတွက်ဝေသာဒါကုအစချီတော့တရားမင်းကာတာကိုအင်းဆန်ပြုပြီးတိုက်မယ်လို့စီစဉ်ထားတယ်။တန်နှရှင်တွေကိုကောက်ွယ်ဖို့စီချဖို့အတွက်လည်းစံမန်းကိုတုံးရမယ်လို့သိထားတယ်။ဒါပေမဲ့အစောတလင်ထွက်လာရတဲ့အတွက်ကန့်စိုးချင်တော့ဆေးလွှဲအိတ်ကျန်ခဲ့လေပြီ။ အင်းနဲ့ဒီပံတွေကိုလို့တို့ပညာဆက်နဲ့ထောက်ယူသုံးဆဲနိုင်ပေမဲ့အဲ့ဒီပညာအားလုံးကိုစွန့်လွတ်ခဲ့ပြီးဖြစ်လို့အခက်တွေ့လိမ့်ပြီ။မျက်စံထုံးရဲ့ခန္ဓာကိုယ်ကကိုလိုကိုခန့်ဆေးရီနဲ့တောင်ဝေးတစ်ချောင်းကလဲလို့ဘာအရာမှမရှိပြည့်ယူဖို့လည်းအချိန်ကလင့်လိမ့်ပြီ။အဲ့ဒီချိန်ဆရာကျိုင်းကသူ့ဆေးလွယ်အိတ်ထရအင်းတစ်ချက်ကိုထုတ်ယူပြီးဂါဒါနဲ့နှုတ်ကလဝါပေါ်မှာရလိုက်တယ်။အဲ့နောက်တိုက်တကာဖြစ်တဲ့ကြောက်ဖြောက်ပေါ်တင်ပြီးအင်းကိုဖနှောက်နဲ့စောင့်ချလိုက်တော့ လေးတောင်းတန်းကြောက်ဖြာကြီးရဲ့ဒေါင်းကနေမြူကုံငွေတွေဥထွက်လာပြီးကြောက်ဖြာကြီးရဲ့အပေါ်စီကြွတ်တက်လာတယ်။ခနာအကြာကြောက်ဖြာကမြေပေါ်စီ ပြောင်းဝင်သွားပြီးမြေပေါ်မှာမူလအတိုင်းတထွာလောက်ပေါ်လာတယ်။ဆရာကျိုင်းကစိတ်မရှိတဲ့ဟန်နဲ့နောက်ထပ်အင်းတစ်ချက်ကိုထုတ်ယူပြန်တယ်။တစ်ချက်ကိုစောစောကလိုဖနှောက်နဲ့နင်းထားပြီးကျန်တဲ့တစ်ချက်ကိုတော့ပွဲအရှိမမီးတိုင်ငန်နဲ့မှိုက်တက်လိုက်လေတယ်။အဲဒီနောက်တောက်ခေါက်လိုက်တဲ့အခါ ဝန်ငနဲ့မြေတန်ကြီးနဲ့အတူတူကြောက်ဖြာကြီးကြွတ်တက်လာပြန်တယ်။အခုအခါမှာတော့ကြောက်ဖြာကပြန်မဝင်တော့ပဲ။တပေကအမြင့်ထီကြွတ်တက်လာပြီးအနောက်ကိုလန်သွားတယ်။ကြောက်ဖြာရဲ့အောက်မှာရှိတဲ့တွင်းပေါက်ကြီးကနေအမျိုးအမင်းမတီးတဲ့တွန်းကန်အားကြောင့်ဆရာကအနောက်ကိုနှစ်လန်းဆုတ်သွားတယ်။ရက်ခဆရာကျိုင်ကအတန်ခပ်ပြင်းပြင်းနဲ့អော်လိုက်တဲ့အခါဆရာကျိုင်ရဲ့ဘေးမှာတံမာထွားကျိုင်းနဲ့ဘလူးကြီးတစ်ကောင်ပေါ်လာတယ်။လူပွားကဘလူးမော်အောက်ထားပုံရပြီ။ အဝတ်မပါပေမဲ့ခါမှာနွားတရေပြားကြီးကိုပတ်ထားတယ်။အဲ့ဒီဘလူးကြီးရဲ့လက်မှာတင်းမုတ်ကြီးကိုလည်းကင်ထားတယ်။ဘလူးကြီးလည်းအရှိကိုတိုးသွားတဲ့အခါတွင်းနေရနေအမျိုးမင်းမသိတဲ့အကောင်ကြီးတွေထွက်လာပြီးတက်ခိုက်တော့တယ်။အဲ့ဒီအကောင်ကြီးတွေကဆရာကျန်စီကိုဥတီပြီးတက်ခိုက်ပေမဲ့ဘလူးကတကောင်ကြီးရိုက်ချတယ်။အကောင်90လောက်ရှိတဲ့ပရလောကသားတွေအားလုံးပြောက်ွယ်သွားတဲ့အခါတွင်းဝမှာလင်းလက်နေတဲ့ဆက်ကျိုးတစ်ခုနဲ့နဘလူးတကောင်ပေါက်ထွက်လာခဲ့တယ်။ အဲ့ဒီနဲ့ဘလူးကဆရာကြိုင်ရဲ့ဘလူးနဲ့မတူတောက်ပြောင်နဲ့နဝံနန်းစားအစေးအောင်နဲ့တန်လက်ကိုကင်ထားပြီးခေါင်းဆောင်မကိုက်ကိုကြည့်လို့ဘလူးဆိုရပေမဲ့လေချောမောလှပတဲ့ရုပ်သွင်ရှိတယ်အဲ့လိုကတိုက်ဆောက်ဘလူးမြင့်မဲ့ဖြစ်လိမ့်မယ်မျက်စံထုံးကရဲကောင်ကိုအကက်ခတ်လိုက်တဲ့အခါရဲကောင်ရဲ့မျက်နှာကရှင်ပြနေတယ်ဆရာကြိုင်ရဲ့လူဘလူးကြီးကတိုက်ဆောက်ဘလူးကိုရံပြို့ဖို့တင်းပုတ်ကိုမြှောက်ပြီးပြေးလာတယ် တိုက်ဆောက်ဘလူးမီးကလည်းတန်လက်ကိုမျက်နှာအရှိမထောက်မီလူဘလူးကြီးစီကိုချိန်ရလိုက်တယ်။တန်လက်ကနဲ့အစိမ်းအောင်ဆက်ကြိုးတွေကတစ်ဖက်ကလူဘလူးကြီးရဲ့ရင်ဝတ်ကိုထိမှန်ပြီးအနောက်ကိုလှမ်းထွက်သွားတယ်။ခဏအကြာမှာတော့လဲသွားတဲ့နေရာကနဲ့ကုန်းထပြီးထပ်မံရံပြူတဲ့အခါတိုက်ဆောက်ဘလူးကဖနောက်ကိုစောက်ပြီးတန်လက်ကနေအနီရောက်ဆက်လုံးတွေနဲ့တက်ခိုက်ပြန်တယ်။လူဘလူးကြီးလဲကြသွားပြန်တယ်။ရဲကောင်ရဲ့မျက်နှာမှာလည်းကျဉ်တဲ့အမူအရာကိုတွေ့ရပြန်တယ်။ နောက်တစ်ချိန်ပြန်ထမလာနိုင်အောင်တိုက်ဆောင်ဘလူကဆက်ကြိုးတွေနဲ့တကူလုံးကိုရစ်ပတ်ထားလိုက်တယ်။ဒါပေမဲ့ခွန်အားကြီးမတဲ့ဘလူကခန္ဓာကိုယ်ကိုတောင်းလို့တွန်းခံလိုက်တဲ့အခါဆက်ကြိုးတွေပြက်ကုန်တယ်။ရဲကောင်လည်းမျက်ခုံးတွေကွေးညော့သွားပြီးမျက်နှာမကောင်းတော့လူဘလူကြီးကတိမုတ်ကိုလေထဲမှာဝှေ့ရဲမိတိုက်ဆောင်ဘလူစီကိုပြစ်လွတ်လိုက်လေတယ်။တိုက်ဆောင်ဘလူကတန်လက်ကဆက်ကြိုးတွေကိုသုံးပြီးတိမုတ်ကိုဖျက်ဆီးဖို့ရွယ်လိုက်တဲ့အချိန်မှာဆရာကျိုင်းကအင်းတစ်ချက်နဲ့လှမ်းပေါက်လိုက်တယ်။ ။အဲ့ဒီအင်းဟာတိုက်ဆောင်ဘလူးရဲ့လက်ကိုထိမှန်ပြီးတန်လက်လက်ဟန်ချက်ပြတ်သွားတယ်။တိုက်ဆောင်ဘလူးမင်းရန်သွားတဲ့အချိန်လူ့ဘလူးကြီးရဲ့တိမုတ်ကရုံဝတ်ကိုတိတ်တမှန်ပြီးဒူးထောက်ချသွားတယ်။ဒီအချိန်ကိုအခွင့်ကောင်းယူလို့ဆရာကျိုင်းကလက်ထရငကားကောင်းတရံပါတဲ့တောင်ဝဲကိုရမ်းပြီးဆက်ကျိုးတွေနဲ့ဘလူးကြီးကိုချုံနောက်ထားလိုက်တယ်။အဲဒီနောက်အင်းတစ်ချက်ရဲ့အင်းဆက်မှာအခရာတလုံးရေးပြီးတိုက်ဆောင်ဘလူးကိုပြလိုက်တော့ဘလူးမင်းရဲ့ခန္ဓာကိုယ်ကနေ အစိမ်းရအငွေ့တွေအဖြစ်ပြောင်းလဲသွားပြီးအီးချက်တွေကိုကိအောင်းသွားခဲ့တယ်။ဆရာကြိုင်လည်းအချုပ်အင်းကိုတိမ့်ပိုက်ပြီးကြည်ကြည်နဲ့နဲ့ပြုံးလိုက်တယ်။အဲဒီကရဲကောင်ကပြပြသလဲနဲ့တခုခုလောအောင်လေဆရာအချိန်မကျသေးဘူးကွာအချိန်မကျသေးတာထက်ဘာမှပါမလာဘူးဆိုရင်ပုံမှန်ပဲရဲကောင်ကစိတ်ပြက်လက်ပြက်နဲ့ခေါင်းကိုကုတ်တယ်အရင်နောက်နှစ်ယောက်သားကြည့်နေတဲ့အခိုက်ဆရာကျန်ဟာတွင်းနာကိုကတ်သွားတယ် အဲ့ဒီတွင်းနဲ့ကြီးရဲ့အောက်မှာဆက်ကျင်ကြောက်လှေကားကြီးရှိတယ်။အဲ့ဒီလှေကလေးတွေကိုလက်ထရနဂါးတရံတောင်ဝင်းရိုးနဲ့စောင့်ချလိုက်တဲ့အခါတင်းဝါကနေမင်းဟုံဟုံတောက်ပြီးဖျားပြက်ကြီးဝင်းကျင်ရဲ့စီးအပြက်မှာတိုက်အုပ်တိုက်ချုပ်တန်နှဲရှင်တွေထွက်ပေါ်လာခဲ့တယ်။အားလုံးကနန်းဝဲနန်းစာတွေနဲ့ဖြစ်ပြီးယောက်ျားမိန်းမအဆုံးလဲပါတယ်။ဝေမာအနိကပုံသားဆိုပေမဲ့စတုမဟာရဲ့နဝင်းတွေဖြစ်လို့နှတ်တို့တည်းမြချုံမော့လှပါတယ်။အဲ့ဒီကောင်မှတိုက်ချုပ်ဖူးဖူးကြီးက ဝေးဖြူစင်ကျဲနဲ့ပရိတကုန်းကိုကင်တာပြီးဆရာကျိုင်ကိုအခုလိုပဲတောင်းပန်နေဘယ်အရာကိုအလို့ရှိလို့တိုက်ကိုဖွေးမို့စူးစမ်းရတယ်လဲတိုက်ချုပ်ဖူးကြီးတင်ကိုနိုင်ဤဖျားပြိုတိုက်ကဝိဇာစေးကျန်းကိုယူဆောင်ခဲ့ရမယ်တိုက်ချုပ်ဖူးဖူးကြီးဟာတီကြည်တော့မျက်နှာထားနဲ့ခေါင်းခံလိုက်တယ်တခြားတိုင်နှန်းရှင်တွေကဒေါသအမျက်ထွက်နေကြပြီဒါပေမဲ့ မြတ်စွာဘုရားဆရာကြီးရဲ့ခြေပြူခြေဆပါတဲ့ခြေမှန်းကွင်းနေနဲ့တတ်ထားတဲ့စီအတွင်းနဲ့ကိုမဝင်နိုင်ဘူး။တိုက်ချုပ်ဖိုးဖိုးကြီးဟာခေါင်းခါရင်မှင်းမယ်ပြောက်ကွယ်သွားပြန်တယ်။တိုင်နှန်းရှင်တွေလည်းခဏချင်းပြန်လဲပြောက်ကွယ်သွားတယ်။အဲဒီကမြတ်စွာဘုရားဆရာကြီးကငါကိုယ်တိုင်ဆင်းဦးရိုက်မင်းတို့လည်းမတတ်တာဘူးဆိုတာသိထားလိုက်ပြီးတော့အဲလိုပြောရင်တောင်ဝင်းတောက်တောက်နဲ့တိုင်နှန်းအတွင်းနဲ့ကိုဆင်းလာတယ်။ကြောက်တရအောင်လို့အပြင်းမှရှိနေတဲ့အချိန် တန်တန်းတဲကိုဒီလူခြေချတာလက်မခံနိုင်ဘူးဆရာရဲကောင်ဟာပြောပြောဆိုဆိုနဲ့တိုက်သေးစီလက်ဝင်မို့အပင်နောက်ကနေထွက်သွားတယ်အဲ့နောက်ဆရာကျန်ရဲ့ချီပြူချီနီတန်းထားတဲ့စီးကိုဖြတ်ဖို့လက်နဲ့ထိလိုက်တော့လက်တချောင်းလုံးကမိခဲကိုထိတယ်လို့ပြင်းစွာသောပူလောင်မှုကိုခံစားလိုက်ရတယ်အနောက်စီကန်ထွက်လာတဲ့ရဲကောင်ကိုမျက်ဆက်ထွန်းကပခုံးကန်လိုက်ပြီးတားလိုက်တယ်အလင်မလုံစမ်းမှနဲ့ကွာဒါအလွယ်တကူဖြတ်ကြလို့ရမှာမဟုတ်ဘူးကွာခဏစားမျက်ဆက်ထွန်းဟာ အနေအများတဲ့မှော့ပညာတွေကိုစွန့်လို့ထားပြီးဆိုပေမဲ့လည်းအတက်ပညာသာကုန်ရဲ့အသိပညာအပြည့်ကျက်နေသေးတယ်။အထက်လန်းနဲ့စန့်ကျင်တဲ့နီးလန်းတွေကိုအတုံးမပြုတ်ချင်ပေမဲ့ကြံရများတဲ့အစုံဂါတာတစ်ပုတ်ကိုရွတ်ကာကဝေပြန်မန်နီယာတုံးပြီးတာစီပိတ်ပင်ထားတဲ့စီးကိုရိုက်ချလိုက်တယ်။ချီပြူတွေကပြတ်ထွက်ပြီးပြာတိကျသွားပေမဲ့ချီနီတွေကတော့မပြတ်ဘူး။အဲ့လောက်ပြင်းထန်တဲ့မန်နီယာဆက်ကိုတော့ခံနိုင်တဲ့စီးကိုတန်နှဲရှင်မဆုထားနဲ့ 38မိနစ်တွေတောင်မှမဖောက်ဖြတ်နိုင်ဘူး။လက်စံတော်လည်းတဏီစဉ်းစားရပြန်တယ်။ငယ်စဉ်ကဗာကြီးခိုင်ရဲ့မိစေကြီးကပြဥထုရှင်နောက်ဆုံးတင်ကြားပေးခဲ့တဲ့ဇာတ်ရုပ်ကိုအမှတ်ရပါတယ်။မျက်စံတော်ဟာပညာကောတင်ကြားပြီးမိမိရဲ့ဇာတိစီပြန်ကန်နေမှာဥထုရှင်ကလောကီပညာတွေဘလောက်ပဲအစွတ်ထက်နေပါစေ။တဘာဝကိုလွန်ဆန်မှုဆိုတာမလွယ်ဘူးကွယ်။ တဘာဝကိုလွန်ဆန်ပြီးရင်းနဲ့မျိုးဓပြိုင်နဲ့တည်းထုတ်လို့ရတကိုးပြနိုင်တာပကဝါစီနာတဆူပဲရှိတယ်ဆိုတာတသက်လုံးမှတ်ထားပြီတော့မျက်စက်တော့အကြံကောင်းတစ်ခုရသွားတယ်ဖျားပြက်ကြီးရဲ့အနည်းကိုသွားပြီတော့ဝတ်တုံတွေနှက်ကိုတိုင်တဲပြီးမြေပြင်ကိုလဝါနဲ့ပုတ်လိုက်တော့ငလင်လှုပ်စလို့တုန်ခါပြီးဖျားပြက်ရဲ့အနည်းဝင်းကျင်မှာခိုအောင်နေတဲ့မြေချက်တွေထွက်ပြေးကြလိမ့်တယ်မျက်စက်တော့လဲကြွက်တကောင်ကိုလက်ရဖမ်းပြီးစစ်စစ်ကြည့်တယ် ကြက်ကရုံးကန်နေရင်မှညိတက်လာပြီးမွေးတကောင်ညှို့ယူဖန်းစားခံရတဲ့တားကောက်လားမျက်စက်ထုံးရဲ့တောက်ပတဲ့မျိုးလုံးအစုံကိုကြည့်ရပြူးချောင်ငင်းမောနေတယ်မျက်စက်ထုံးလည်းကြွက်ရဲ့စိတ်ကိုညှို့ယူပြီးဦးကောင်းကိုတန်နှဲရှိရာစီတဲလို့ကြက်ကိုလှုပ်လိုက်လေတယ်ညကြက်ဦးကြီးကတရွရွလှုပ်ရှားရဲ့တန်နှဲစီကိုဥတီလေတယ်အဲနောက် အရှိရာတားထားတဲ့ချီနီစီကိုမနိုင်မနေကိုက်ဖြတ်လေတယ်စီတချောင်းပြတ်ထွက်တာနဲ့ မျက်စံထောကကြက်နေတဲ့စီးတွေကိုအလွဲတကူဖယ်ရှားနိုင်ခဲ့တယ်။ပေါရော့လိုဆိုလိုက်မှကြက်ကြီးနဲ့ဖျားပြက်အနားကိုပြေးလိုက်တယ်။ဖျားပြက်ကြီးရဲ့အနားအမောက်ရိပ်ထဲကိုရောက်တာနဲ့ကြက်ရဲ့အော်တာခက်ဆူဆူကိုကြားရတယ်။တစုံတယောက်ကကြက်ကိုတတ်လိုက်ကြောင်းရိပ်မိပေမဲ့အာယုံမဆိုင်နိုင်ပေ။မျက်စုံလဲဆရာကြိုင်ရဲ့အနက်ကိုလိုက်လာခဲ့တယ်။မျက်စံထောနဲ့ရဲကောင်တို့စကြင်ကြောက်လှေကားကြီးအတိုင်းဆင်းလာခဲ့ရင်လှေကားရဲ့အဆုံးမှာတံမြေပြင်းကြီးတစ်ခုကိုနင်းမိလိမ့်တယ်။ မြောက်ဆိုပေမဲ့အခန်းထဲမှာချိတ်ထားတဲ့ရွှေရောင်မီးတုံတွေကြောင့်ထိန်လင်းနေတယ်။မီးရောင်အောက်မှာတံပြေပြေရသွေးအလေးလေးနဲ့ကြက်တွေရုပ်လာပြီးငွေသေးကအပိုင်းအစားတွေကိုလည်းတွေ့ရတယ်။အဲ့ဒီမွေးအသေးတွေကိုနှစ်ယောက်သားကြော်နေဖျက်လျှောက်လိုက်ရင်ရွှေရောင်တကားကြီးပွင့်နေတဲ့အခန်းထဲစီကိုဝင်ခဲ့ကြပြန်တယ်။အဲ့ဒီအခန်းထဲမှာခေဆက်ဆက်ထာဝနာထားတဲ့ရတနာမြောင်များစွာကိုတွေ့ရတယ်။ရွှေငွေရတနာအပုံလိုက်တွေကြားရတဲ့သွေးစိုးနေတဲ့ခြေရာတွေအတန်လိုက်လာခဲ့ကြရင် ခြေရာတွေကတံမြေပြင်ကနေငွေသွေးတွေစွန့်ထင်းနေတဲ့မြောက်ဆိုလဲဆရာကြိုင်ရဲ့ခြေရာတွေပဲဖြစ်ပါတယ်။ရရနာတိုက်ကိုဖျက်ကျော်ပြီးနောက်အရှိမဇကဝါကြီးခတ်နေတာကိုလည်းမြင်နေရတယ်။အဲ့ဒီကဘာကိုဖျက်ကျော်ကခတ်နေတဲ့ဆရာကြိုင်ကိုလည်းမြင်နေရတယ်။မျက်စက်ထုံးနဲ့ရဲကောင်တို့အနောက်ကနေမတိမတာကတ်လိုက်လာတယ်။ဆရာကြိုင်ကဂါရာမန်နံတွေကိုရွတ်ဖက်နေရင်လက်ထရနဂါးတောင်ဝင်တဲ့အနီးမှာရှိတဲ့ရွှေရောင်မီးတံကိုထိုးလိုက်တဲ့အခါကြောက်ကဘာကနေ ိုတရာကြီးတခုပေါ်လာခဲ့လေတယ်။အဲ့ဇဒါဘွားနဲ့ဖြတ်လျှောက်သွားတဲ့ဆရာကျန်ရဲ့အနောက်ကိုဆက်ပြီးလိုက်ကြပြန်တယ်။မျက်စံထုံးလိုက်ချောင်းနဲ့ကြီးကတိုက်ရဲ့အပြင်စီးလို့နားလည်လိုက်တယ်။အခုအခါအတွင်းစီးကိုဝင်ရောက်လာခဲ့ပြီ။တိုက်မှာကအပြင်စီးအတွင်းစီးဆိုပြီးစီးနှစ်ထက်ရှိပြီ။အပြင်စီးမှာကမကောင်ဆိုးဝါနာနာဘဝတွေနဲ့တိုက်ဆောင်ဘလူးတွေကစောင့်ရှောက်နေပြီ။အတွင်းစီးမှာတော့တိုက်ချုပ်တိုက်အုပ်တိုက်နှဲရှင်တွေကစောင့်ရှောက်ကြတယ်။ ကျောက်တစ်ဖက်ကိုရောက်တဲ့အခါမှာတော့ခန္ဓာကြီးကျယ်တဲ့ပုံပြတဲ့အဆောက်အုံတွေကိုမြင်လာရတယ်။ကြောက်ကဘာစီဆရာကြီးခြေချတာနဲ့အဲ့ဒီဘုံနဲ့ပြတဲ့အဆောက်အောင်တွေပျောက်ကွယ်ပြီးကြောက်မပွဲမီးလုံးမီးတောက်တွေနဲ့ပြည့်နှက်နေတယ်။မီးလျံတွေရဲ့ကြားမှာနန်းဝဲနန်းစားတွေနဲ့တိုင်နှဲရှင်တွေထွက်ပေါ်လာတယ်။တိုင်နှဲရှင်တွေကလဝါပြင်ကထွက်ပေါ်လာတဲ့ကာမစိတ်တီတကိုးနဲ့မီးချိုးတန်းတွေကိုဖန်ဆင်းကြတယ် အယောက်20လောက်ရှိတဲ့တန်တန်းရှင်တွေရဲ့မီးဆက်ကြိုးတန်းတွေဟာအထက်မှာစုဝေးပြီးမီးလုံးကြီးဖြစ်လာတယ်။အဲ့ဒီမီးလုံးကြီးကလည်းပြင်းထန်တဲ့အချိန်နဲ့ဆရာချိုင်းစီကိုပြေးဝင်လာတယ်။ဆရာချိုင်းကမဲ့ပြုံးပြုံးပြီးတောင်ဝေးကိုရှေ့စီထုတ်တယ်။တောင်ဝေးမှာရှိတဲ့ငကားကောင်းရဲ့ပါဇက်ကနေမီးကြိုးတန်းတွေထွက်လာပြီးတန်တန်းရှင်တို့နဲ့ဆရာချိုင်းတို့ရဲ့ကြားထဲမှာပြင်းထန်စွာတောက်လောင်ရင်းတန်တန်းရှင်တို့မီးဆက်ပြတ်သွားတယ်။ ဆရာကြိုင်ရဲ့ဆက်ကျိုးတွေကလည်းအရှိန်မတိပဲတိုင်တဲ့ရှင်တွေကိုရက်ခတ်ပြီးပြောက်ွဲကုန်တယ်။နတ်ဘုံနိုင်နဲ့တည်းမြလှပတဲ့ပြတ်သက်ဆောင်တွေလည်းပြန်လဲထွက်ပေါ်လာတယ်။အဲ့ဒီအဆောက်အုံတွေနဲ့အတူဝိပြူစင်ကြဲနဲ့တိုက်ချုပ်ဖူးဖူးကြီးထွက်ပေါ်လာတယ်။ဝဲစာတို့ဓာတ်ခတ်ခြင်းကိုသာခံလို့တယ်။ကျွန်တော်ဤငယ်သားတွေကိုမထိခိုက်ပါစေနဲ့။အဲ့လိုပြောပြီးလက်ထက်ကအဖြူရအလုံးကလေးတစ်လုံးကိုဆရာကြိုင်စီပြစ်လွတ်လိုက်လိမ့်တယ်။အဲ့ဒီအဖြူကအလုံးကလေးကလေထဲမှာတဖြည်းဖြည်းချင်းလွတ်မျောပြီး ကျင်းပရပိုက်တဆူအဖြစ်ကိုအသွင်ပြောင်းလဲလာခဲ့တယ်။ပိုက်ချုပ်ဖူးဖူးကြီးလည်းအငွေ့တံပြန်လဲပြောက်ကွက်သွားတယ်။မြောက်ဆလဲဆရာချိုင်ကအောင်းနိုင်သူတို့ရဲ့ရီမောတန်နဲ့တိုင်တန်းထဲမှာပဲ့တီထပ်အောင်ရီမောရင်ပြန်ဝဲလာတဲ့ပရပိုက်ကိုအသင့်လက်ခံနေတယ်။ပရပိုက်ကဆရာချိုင်ရဲ့လက်ထဲကိုရောက်ခံနေမှာဒစုံတစ်ယောက်ကဖမ်းယူပြီးအဖြူရအလုံးကလေးအသွင်နဲ့ပြောက်ကွက်သွားခဲ့တယ်။ရဲကမင်းမင်းက မြဆော်လွယ်ဆရာကျန်ရဲ့စကားတော်မဆုံးလိုက်နန်းတော်ကြီးတစ်ခုလုံးဟိတိုက်တုန်ခါလာတယ်ပြတ်တဲ့ပုံတွေလည်းပျောက်ကွယ်သွားပြီးတောင်ကျရေစင်းတဲ့အလားရေတွေအလုံးလိုက်ကျဆင်းလာပြန်တယ်ဂျာကဘာကိုဖြတ်ထားတဲ့ကျူတရာကြီးကလည်းကျိုးစားတွေပြတ်တောက်လာတာကြောင့်တရာဘောကမျက်စံနှုန်းတော့တစ်ဖက်ကန်းကိုလှမ်းခုန်ပြီးရဲကောင်ကိုလက်ကမ်းပေးထားတယ်ရဲကောင်လည်းမျက်စံထုံးရဲ့လက်ကိုဆွဲတက်ပြီးတိုက်တကားဝါကကြောက်လေကအထိုင်အပြင်ကိုပြေးထွက်လာတယ်ဆရာကျန်တော့ကြောက်ထဲကြောက်သွားပြီဆရာ လန်းသူ့သွားပါစေတိုက်တကားမပိတ်ခင်အမြထပ်ပြီးတော့မျက်ဆက်ထုံးတဲ့ရဲကောင်တို့ဖះအပြင်ကို ပြန်ရောက်လာတဲ့အခါမှာတော့အရှိမလူတယောက်ကပိတ်ရက်နေတယ်ခမည်းမသိသေးဘူးလားမျက်ဆက်လည်းဆရာကြိုင်းနဲ့မြေပြင်ကို ရေချိန်ပြီးကိုအောင်အယူမှမဟုတ်တာတိုက်တော့မာယာကိုကြည်ညက်နေပြီငါမသိဘူးရေကူးတတ်တယ်ကွာအတော့အသက်ပြင်းနေပါလားဆရာကြိုင်း မျက်စံထုံးကအဲ့လိုပြောရင်ဆရာကျန်ကိုစစ်စစ်ကြည့်နေတယ်။ဆရာကျန်ကမျက်စံထုံးကိုတက်ချင်လောက်အောင်မုန်းတီးတဲ့အကြည့်နဲ့ပြန်ကြည့်တယ်။အဲ့နောက်မှာတော့မျက်စံထုံးကဆရာကျန်ရဲ့ရင်ဝတက်တဲ့ကိုဖနောက်တစ်ချက်နဲ့ကန်ထက်လိုက်တယ်။ဆရာကျန်က အနောက်ကိုယူသွားပြီးအာရပါရရေးပြန်တယ်။အဲ့နောက်လက်ထက်ကငကားတောင်ဝင်းနဲ့မျက်စံထုံးကိုထိုးလိုက်တယ်။မထီအောင်ရှောင်လိုက်ပြီမဲ့ငကားရုပ်ကထွက်လာတဲ့အဖြူအောင်ဆက်ကျောကမျက်စံထိုးဒီကိုလုံးကိုလှုံ့မြအောင်တောက်နောက်ထားလိုက်တယ်။ မျက်စံတွန်းလက်ထဲမှာအယူပေးတဲ့တောင်ဝေးကလေးကမျက်ခင်းပေါ်မှာကြကြံခဲ့တယ်။အဲ့ဒီခါဆရာကျိုင်ကမင်းကိုနောက်မှတက်မယ်။ကန်ရဲကောင်အသာတကြီးပေးမလားအသက်တိခတ်မလား။ကြောက်ယူပေးမှရမှာပါ။တက်လိုက်မပေးဘူး။အဲ့ဒီခါဆရာကျိုင်ကရဲကောင်ကိုစတင်နှိမ့်ဆက်တော့တယ်။ရဲကောင်ကဆရာကျိုင်ကိုဘလို့မှပြန်ပြီးမတိုက်ခိုက်။ဆရာကျိုင်ရဲ့နှိမ့်ဆက်မှုတန်ကြောင်သွေးတွေအလာပြီးခေါင်းလေးကွဲသွားတယ်။ မျက်စက်ထုံးလဲလှုပ်မြောက်လို့ဘလို့မှမကူညီနိုင်အောင်တာမန်ငကပဲ့ကြောက်ကွင်းကိုပြတ်နိုင်တယ်အခုချိနှောင်ထားတဲ့ဆက်ကျိုးကအမျိုးအမည်မှန်းဆလို့မရမင်းအတော့ကိုခေါင်းမပါလားရဲကောင် ကောင်းပြီလေဟိတ်ကောင်နေဆရာတန်ကဟိတ်ကောင်နေလို့ပြောလိုက်တာနဲ့ဖះနောက်မှောင်ရီထေးရနဲ့လူနှစ်ယောက်ဓာတ်လို့ကိုစည်းကမင်းမင်းကလေးတယောက်ကိုဖမ်းချုပ်ခေါ်လာတယ်ဆရာတန်ရဲ့တပည့်နှစ်ယောက်လက်ထဲမှာရုံးရင်ကန်ရဲ့လိုက်ပါလာခဲ့တဲ့မင်းကလေးက မောင်ကြီးခမရအတော့ရောက်မှာကောက်ချက်ပါလားငါလိုချင်တာရဖို့ဘာကူမှဂရုမစက်ဘူးရဲကောင်မင်းကမင်းအတက်ကိုမနှမျောပေမဲ့မင်းရဲ့ချစ်သူလှမြက်ကြောအတက်ကိုရောလဲရဲလားကောင်းပြီလေအလောက်လက်ချားနေတော့ထိဖို့မကြက်နဲ့ခမရလိုချင်တာရစီရမယ်မောင်ကြီးမပေးနဲ့အလားသိချေသိပါစေဒီကောင်တို့ရဲ့လက်ထက်ကိုလုံးဝမထိပ်ပါနဲ့မောင်ကြီး အလွန်ဆုံးတက်ခရနှစ်တထောင်မှအလိုက်ရင်အဲ့လိုပြောပြီးလဲနေရကနဲ့လဝါကိုဖြတ်လိုက်တယ်ရဲကောင်ရဲ့လဝါပေါ်မှာအဖြူရောအဆက်လုံးလေးပြန့်ပေါ်လာပြီးဝိဇ္ဇာတို့ထားရခဲ့တဲ့ကြီးပရပိုက်တစုအဖြစ်ပြောင်းလဲသွားခဲ့တယ်အဲ့ဒီပရပိုက်ကိုမြတ်ဆက်လွယ်ဆရာကျိုင်းကစက္ကနဲ့ကောက်ယူပြီးလက်ထက်ရတောင်းဝင်တဲ့ရဲကောင်ရဲ့ရင်ဝါကိုစောင့်ချလိုက်တော့လှမ်းမြတ်ကျော်ကအတိတ်ရုံးကန်ပြီးရဲကောင်ကိုပြေးပွေထားလိုက်တယ်ဆရာကျိုင်းကပရပိုက်ကိုကင်ပြီး တပည့်နှစ်ယောက်ကိုအချက်ပြလိုက်တယ်။ဆရာကြီးရဲ့တပည့်နှစ်ယောက်လည်းငှက်ကြီးတောင်ဓာတ်နဲ့မျက်စက်ထုံးကိုထုခုတ်ကြတယ်။ဓာတ်သားတွေသာပက်ထွက်ပြီးခန္ဓာကိုယ်ကဓာတ်မတို့။အဲ့ဒီခါဆရာကြီးကရဲကောင်ကိုစီးရင်တလို့ငကားတောင်ဝေးကိုမြှောက်ပြီးမျက်စက်ထုံးရဲ့ရင်ဝတ်ကိုထုတ်ထည့်လိုက်တယ်။ဆရာကြီးရဲ့တောင်ဝေးရုံးနဲ့မျက်စက်ထုံးရဲ့ရင်ဝတ်ကိုထုံးမိပြီးလက်နှစ်သိပ်အကွာကြားမှာတစုံတစ်ခုကထုတ်ခံသွားတာကြောင့်ဆရာကြီးရဲ့တောင်ဝေးကအနောက်ကိုကန့်ထွက်သွားတယ်။ တိုင်နှန်းကိုတစ်ချက်သာစောင့်မြင်အနာယူခဲ့တဲ့တောင်ဝဲကိုအနောက်ကိုတွန်းကန်စေတဲ့အရာမျက်စက်ထုံးရဲ့ရင်မှတ်မှာကပ်နေတယ်။ငုံကြည့်လိုက်တဲ့အခါဖြေရှင်းရခတ်နေတဲ့စမပုံစာတွေပြည့်နေနေတဲ့အယူပေးတဲ့တောင်ဝဲကြီးအဲ့ဒီတောင်ဝဲကိုကင်ထားတဲ့သူကလည်းအဲ့ဒီအယူကိုတိုင်ပဲအယူကလက်ထက်ကတောင်ဝဲနဲ့မျက်စက်ထုံးရဲ့ခေါင်းကိုခပ်ဖွက်ဖွက်လေးထိုးလိုက်တယ်။အဲဒီကခန္ဓာကိုယ်ကရစ်ပတ်ချိနှောင်ထားတဲ့ဆက်ကျိုးတွေပြတ်ထွက်ကုန်တယ်။ဆရာကျန်လဲဒေါသထွက်သွားပြီ အဲ့ဒီအယူကိုဥတီတိုက်ခိုက်ပြန်တယ်။ပြစ်လွတ်လိုက်တဲ့ဆက်တွေကအယူရဲ့တောင်ဝင်းအောင်မှာပြက်ကွဲကုန်တယ်။နောက်ဆုံးမှာတော့ဆရာကျိုင်းကတောင်ဝင်းကိုရှေ့ကိုပြစ်ချလိုက်တဲ့အခါငကားကြီးတစ်ကောင်ထွက်ပေါ်လာပြီးအယူကိုမီးတောက်မီးလံတွေနဲ့တိုက်ခိုက်တယ်။အယူကလည်းသူ့ရဲ့တောင်ဝင်းကိုပြစ်ချလိုက်တယ်။ငကားကြီးရဲ့အရှိလေထဲမှာအယူရဲ့တောင်ဝင်းကနေအခရာလေးလုံးဝင်းရံနဲ့စမတွေထွက်ပေါ်လာပြီးရှေ့ကနေကာယံပေးထားတယ်။အယူရဲ့လက်အတွင်ထဲမှာလည်း တကြီးအိမ်မှာမျက်စံထောကျင်ခဲ့တဲ့ဆေးလွှဲအိတ်ပလာတယ်။မျက်စံထောကအဲ့ဒီအိတ်ကိုယူလိုက်တဲ့အခါမှာတော့အယိုးကအိတ်လိုက်မပေးပဲအိတ်ထဲကနေတပိတ်ကွဲနဲ့ကညစ်ကိုသာထုတ်ပေးတယ်။မျက်စံထောလည်းပေးတာကိုသာယူပြီးတပိတ်ကွဲပေါ်မှာတစ်ချေကန်အင်းတွေပါတဲ့ခမက်မခတ်အင်းကိုရေးဆဲပြီးငကားကိုပေါက်လိုက်တယ်။ငကားကြီးကအဲ့ဒီအင်းထိမှန်ပြီးတောင်ဝင်းတဲ့ထန်နဲ့လွှင့်စင်က မျက်စံလဲဆရာတိုင်ကိုထိမှန်သွားလိမ့်တယ်။ ဆရာကျန်ရဲ့ကိုကမိဟုံးဟုံးတောက်လာပြီးလူလင်အော်ဟစ်နေတယ်။သူ့ရဲ့တပည့်နှစ်ယောက်လည်းဓာတ်ကိုချပြီးထွက်ပြေးတော့တယ်။မိလောင်သွားတဲ့ဆရာကျန်ရဲ့ကြောက်ဆရာကောင်းတဲ့အလောင်းကောင်းကြီးကပခုံးကနေဆက်လွယ်တိုင်းထားတဲ့ချီပြူဆက်လွယ်ကလေးနဲ့လက်ထက်ရကြေးပရပတ်တွေကပဲမိမကူပဲကျင့်ရင်လေတယ်။အဲ့ဒီချီပြူနဲ့ပရပတ်ကိုအယူအကောက်ယူပြီးလှမြက်ကျော်စီသွားတယ်။ရဲကောင်ရဲ့အလောင်းကိုဖတ်ပြီးငိုနေတဲ့လှမြက်ကျော်ကိုခုညအင်အောင်ရဲကောင်တိုက်ဆောင်ပွားနဲ့လာတဲ့အခါ ဒီပရပိုက်ကြီးကိုပြက်အပ်လိုက်ပါတမီးတော်မောင်ကြီးလာတဲ့အထိစောင့်စီရမလို့ပါအဖိုးတမီးအခုပဲပြန်မာတော့မယ်လူလောကကိုစိတ်ကုန်လှပြီလေအယူကဘာမှမပြောပဲကြောက်ခတ်လိုက်တယ်မျက်စက်တုံးကလည်းပရပိုက်အတွေဘလို့အကြောင်းအရာတွေပါလဲဆိုတော့ကိုတိလို့ရဆက်စုမိပြုအချိန်မတန်သေးပါဘူးကွာတိကျငါနောက်လိုက်ခဲ့လာမြတ်ကျော်ကဆရာကျန်ရဲ့တပည့်တွေကြည့်ရခဲ့တဲ့ဓာတ်ကိုကောက်ယူပြီး မိမိကိုယ်ကို အဆုံးစီရင်လိုက်တော့တယ်။မျက်စံထွန်းအောင်တားချိန်မြောက်အယူကလဲပဲအောင်တန်နေရလို့ပြောပြီးတောင်ဝင်းကလေးနဲ့အရှိကိုဆက်တယ်။ညာလက်ခုံကဆက်ကြပေါ်အမှတ်အသားအောင်မထင်မရှားမြင်လိုက်ရတာကြောင့်မျက်စံထွန်းလည်းအယူသွားရနောက်ကိုထက်ချက်မကွာလိုက်ပါလာခဲ့တယ်။ပရိသတ်များရှင့်မျက်စံထွန်းနဲ့မျက်စံလွယ်ဆရာကြိုက်ဇလန်းလေးရတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်များတူဦးချင်းစီကိုကျေးဇူးထူးပဲတင်ရှိသလို ဆိုင်ရစီယာမင်းဟိန်ခတ်ဥဒတိပောက်လည်းကျေးဇူးထူးပဲတင်ရှိပါရရှင်။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစဉ်ထာဝရပတ်ဆိုင်နိုင်ကြပါစေရှင်။